က်တယ်ဆိုတော့ကိုကကိုကိုမကြောက်အောင်တွဲခေါ်အောင်ပေါ့ကြောက်တယ်နော်စိတ်ဆိုးတာကမှချစ်နေတယ်သူတို့အိပ်ရာထားတာမှချစ်တာအဲ့လိုမျိုးပေါ့နော်သူတို့ဖြစ်တည်မှုကိုချစ်တာပေါ့နော်သူတို့လည်းတူတူတန်းတူလို့နေချင်တာမျိုးမဟုတ်ဘဲနဲ့သူတို့ဖြစ်တည်မှုကိုချစ်တဲ့ပုံစံမျိုးပဲထင်ပါတယ် factor ရတာဟောဒီကတော့အဲ့လိုပါလေဟာညာ Charlie D ဆိုတာဒါကစကားရဲ့ဇက်ကောင်တစ်ခုအနေနဲ့ဇုံရွယ်လေးတွေအနေနဲ့ပါဝင်ပြီးတော့ဟိုတုတ်ဆောင်သွားဖို့ပြင်ဆင်ထားပါတယ် FM ဆိုကွန်တိုးဆိုလည်းဒီငွေတွေကလေးချိခဲ့တယ်မင်းသားပေါ့နော်ဟိုးဘီဘီကလပလာကြော်ညာကလေးအကြိုက်ခဲ့ရတယ်ဘယ်လိုလဲပြောပါဦးအဲဒါဆက်ကိုဘယ်လိုသဘောကျတယ်အဲ့ဇက်ဇက်ကတော့ကျွန်တော်တို့စနားတော်လေကကျွန်တော်တို့ညင်နေကြားနေကြဆက်ပုံစံမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဇက်ကိုအများကြီးပြောလို့မရပါပဲ အဲဒီဇက်ကပြိတက်တွေကြိုက်ကြမဲ့ဇလန်းမျိုးပါဇလန်းမျိုးဆိုတော့ဟိုမိုက်မယ်ပြီးတော့ကျွန်တော်ကတော့မမဖွေးရဲ့မောင်နေရနေပြီးတော့ဟိုတိုးဆောင်ရပါမယ်ဒီကတော့ကျွန်တော်ရဲ့ဒီနေ့လည်းအတွေ့ပေါ့နော်ကိုနေတိုးရဲ့ညီမနေရနေတိုးဆောင်တာပါဖြစ်ပါအမမရေကျွန်တော်အဓိကတော့မပွေးနဲ့ကိုနေတို့ရဲ့ကားတွေကျွန်တော်မကြည့်ရတာကျွန်တော်စနေကြော်ပါလေဆိုတော့အခုပြန်ပြီးတော့ဟိုကြည့်ရမယ်ဆိုတော့အာ ဒါကြောင့်မို့လို့လဲကျွန်တော်ဒီကားမှာပါဝင်ဖြစ်တာပေါ့နော်ဆိုတော့ပြီးတော့ driver မင်းဆက်ညီလေးကလည်းရမ်းတော်ပြီးသားဆိုတော့သူနဲ့လည်းအဲလက်တွဲပြီးတော့လှုပ်လှုပ်ချင်တယ်ပြီးတော့ဒီမော်ရွှေရှင်ထုတ်လို့ရေးပေါ့ကိုနေလင်းဦးလို့နဲ့လည်းကျွန်တော်နဲ့အပြင်မှာတကယ်ယုံကြည်ကိုရင်းနေလို့ခင်ရတဲ့အကိုပေါ့နော်ဆိုတော့လည်းဒီကားကိုကျွန်တော်ကိုရိုင်းအဲဝင်ပြီးတော့အဖြစ်ပြီးတော့အကောင်းဆုံးပံ့ပိုးပေးသွားပါမယ် ဟာအဒီယိုကိုနေနေဦးကလည်းပြောတဲ့အချိန်ကိုမင်းဆက်တက်ပြတ်ကလည်းပြောတဲ့အချိန်မှာဒီကားလေးကအရင်ဟိုမိုက်တယ်ဒီလည်းအရင်သဘောကျတယ်အရင်ဆက်ဝင်စားတယ်ဒီကားလေးကိုပေါ့နော်အဲ့မှာမှကိုနေတို့တို့နဲ့မဖွေးတို့ရဲ့ခက်ပတ်ကားလေးဆိုတော့ဒီကဘာဘာလို့မပါမှာလဲပေါ့နော်ဘာလို့ဒီ character လေးကိုဟိုမရိုက်ရဲမှာလဲဆိုပြီးအဲ့နဲ့လက်ခံပြတာပါ character လေးကတော့အရင်တော့ဟိုပြောလို့လည်းမရဘူးပေါ့နော်ဟုတ်ကဲ့ ဖန်ဖန်ဆိုကွန်တိုးဆိုလည်းဒီငွေတွေကလေးချိခဲ့တယ်မင်းသားပေါ့နော်ဟိုးဘီဘီကလပလာကြော်ညာကလေးအကြိုက်ခဲ့ရလေမဖွေးဆိုလို့ရှိတယ်ဒီလိုငွေတွေကလေးဟိုအရန်လဲချစ်စရာကောင်းတဲ့အိုက်တန်လဲအရန်ကောင်းတယ်ပြီးတော့သူကဇူးပုံစံလဲအရန်မိုက်တယ်ဆိုတော့200ဆလုံးရဲ့ပေါ့နော်ဒီဒီကားတွေအကယ်ဒမီကားတွေပြောအခုမှခမက်လာမဲ့ကားဆိုတော့ဒီကားလေးမှာပါဝေချင်တယ်အဖြစ်ချင်တယ်နောက်ပြီးတော့ ဟိုဒီကလေးအမှတ်တရမှာလဲဒီဆိုရဲနာမည်လေးလဲကြိုင်ခဲ့ချင်တယ်ပေါ့နော်အဲအတွက်ကြောင့်လည်းရိုက်ဖြစ်တာပါဟုတ်ဟုတ်ဖြစ်ဖြစ်ပါတယ်မပွေးနဲ့ကြောင့်ကျွန်တော်စုံမှုရယ် ကိုနေတိုးလဲကျွန်တော်ဇလန်းတို့လေးတခုရိုက်ဘူးတဲ့အဲအဲ့တုန်းကတော့တိတ်ပြီးမရင်နေဘူးပေါ့နော်ဒီကားလေးမှလည်းဟိုကိုနေတိုးကတော့အရင်နဲ့စကားနဲ့ရတော့လေအရင်တော့ကျွန်တော်တို့ဟိုပြောရလို့မရှိဒါပေမဲ့ကျွန်တော်တို့အများကြီးကြိုးစားပါတယ်တွေ့ရနေရတယ်မှာဟိုကျွန်တော်နည်းနည်းတွေ့တွေ့ခံစားရတယ်ပေါ့နော်မကွေးရတဲ့ကျွန်တော်ရှေ့မှာတစင်းအိမ်ဆိုတဲ့ကားနဲ့ကျွန်တော်ဂျုံခဲ့ပြီးွားပြီးမကွေးရဲ့အကြောင်းလည်းကျွန်တော်အများကြီးသိထားရတယ်ပေါ့နော်အဲ့ကားမှာဒီလုံမှာဘယ်လိုလုံလဲဆိုတာအကြောင်းကျွန်တော်သိထားရတဲ့အတွက်အခုဒီကားမှလည်းပြန်လဲဆုံတွေ့ရမယ်ပြီးတော့မကွေးရဲ့မောင်နေရာနေပြီးတော့ ဟိုရုပ်ဆောင်သွားမယ်ပြီးတော့မနေ့ကမပွေးနဲ့လည်းကျွန်တော်တို့ delivery တွေလုပ်ကြရတယ်ကိုနေတို့လည်းပါတယ်ပေါ့နော် delivery တွေလုပ်ပြီးသွားဆိုမပွေးလုပ်ချင်တဲ့အဲကျွန်တော်တို့နေရာလေးတွေပြပုံစံချင်းကျင်တဲ့ဟာလေး item တစ်ခု change မယ်ဆိုတဲ့ဟာလေးပြောဖြစ်ပါတယ်ဟုတ်ကဲ့ပြန်ပြန်ပြောပါဆရာမတော်လိုက်တယ်ဆိုတော့ကိုကကိုကိုမကြောက်အောင်တွဲခေါ်အောင် ွေးတော့တော့အများနဲ့ nice ဖြစ်တယ်ကိုနေတူရောပဲပေါ့နော်ဒါပေမဲ့ဒီလိုတေဘယ်ရီမှာပဲတေချာဆုံးမှုတာပြီးတော့ကားရက်ကလည်းအခုမှမှစမှာဆိုတော့ဒီကတော့ နောက်လာမှဝင်မှာလို့နော်အဲ့တော့အရင်တော့ဟိုပြောမလဲဒီ character ပုံမှာအရင်ပြောတာမျိုးတော့မရှိပြင်မဲ့အကုန်းထဲမှာတော့အရင် nice ဖြစ်ပါတယ်ဟာအဲ့ဟိုပြောတာအရင်ပြောရယ်ပေါ့နော်အရင်လည်းကျေးဇူးတင်ရပါတယ်ကိုနေနေဦးကိုကျေးဇူးများကြီးတင်ပါတယ်ပြီးတော့ဟိုကိုမင်းဆက်တော့အောင်ပဲပြောရယ်ပေါ့နော်ဒီပါတဲ့အခန်းလေးမှာတော့အများကြီးတော့ကျဆရမယ်နော်တဲ့ show လို့တော့မဖြစ်ဘူးဆိုပြီးလည်းပြောပါတယ်ဆိုတော့ဒီကားလေးကအရင်ဟိုအမှတ်တရနဲ့အရင်ဟို reset account ထွက်လာမယ်ကားလေးမှာကိုကြောက်ပေါ့နော်ဟိုရော့သွားတယ်ဖြစ်စေချင်အဲ့ကြောင့်အများကြီးလက်ကျဆပါမယ်လို့ အဲ့လိုတော့မဟုတ်ပါဘူးဖန်ခဲတွေမှာအဲ့လိုမျိုးအဲ့ရွှေရှင်သူရရမယ်ဆိုတော့ဟာတော့မရှိပါဘူးသူတို့ကသူတို့ရဲ့ idol ကိုဘာပဲလို့လို့ချစ်နေတဲ့ပုံစံမျိုးပါပဲဘာပဲလို့လို့သူတို့စိတ်ဆိုးတာတော့မချစ်နေတယ်သူတို့အိပ်ရာထားတာမှချစ်တာအဲ့လိုမျိုးပေါ့နော်သူတို့ဖြစ်တည်မှုကိုချစ်တာပေါ့နော်သူတို့လည်းတူတူတန်းတူလို့နေချင်တာမျိုးမဟုတ်ဘဲနဲ့သူတို့ဖြစ်တည်မှုကိုချစ်တဲ့ပုံစံမျိုးပဲထင်ပါတယ်ဖန်ခဲတွေကတော့ဒီကတော့အဲ့လိုပါပဲဟာဘယ်လိုပြောရမလဲပရိသတ်လည်းဟိုမြင်းနေကြပုံစံဆိုတာအထက်ကျွန်တော်တို့ဇာကားထဲမှာကြတော့ပုံပြီးတော့ဟို ဘယ်လိုပြောမလဲအတွဲလေးပေါ့နော်ဒီမှာအတွဲလေးလည်းဖြစ်တယ်ငကားထဲမှာအတွဲလေးဆိုပေမဲ့လည်းငကားထဲမှာလည်းကျွန်တော် character တစ်မျိုးလေးနဲ့အတွဲလေးပေါ့နော်ကျွန်တော်အဲ့လိုမျိုးဖြစ်အောင်လည်းစူးစမ်းသွားမယ်ကျွန်တော်ပြင်း Charlie D ဆိုတာဒါကစကားရဲ့ဇက်ကောင်တစ်ခုအနေနဲ့ဇုံတွဲလေးတစ်တွဲအနေနဲ့ပါဝင်ပြီးတော့ဟိုကျုပ်ဆောင်သွားဖို့ပြင်ဆင်ထားပါတယ်ကျွန်တော်ဆက်ပြီးပါစူးစမ်းကြမှာဖြစ် ကမရှင်ဓာတုပေတာဖြစ်စေကုန်ပြီကုန်ပြီဒီကားလေးမှာဆိုရှင်ကွန်မက်ဆက်တဲ့ဆိုရဲပေါ့နော်သူရဲ့ကားတွေကအရန်မိုက်တယ်သူရဲ့ရဲချက်တွေလည်းအရန်မိုက်တယ်ပေါ့နော်ပြီးတော့ဒီ academy အကိုမတွေပြီးတော့မဆာလေးတို့ပြမောင်းဝင်းတပြည့်ထုံးတို့ကိုစားလေးတို့အကုန်လုံးပေါ့နော်အာဘယ်လိုပြောမလဲအာအပြင်းနဲ့လာမဲ့ကားလေးတကားဆိုတော့ဒီကားလေးကကြည့်ဦးစစ်တဲ့နဲ့ဇလန်းကလည်းအရန်မိုက်တော့ကြောင့်မလို့ဒီကတော့ဒီမတက်မရောက်မဲတေးခင်မအောင်အရန်ကိုရုပ်ထုတ်နေပါတယ်ခလာလို့ရှင့်လည်းအားပေးချက်ပဲပြောချင်ပါတယ် Jessica. Jessica. Jessica.